ဘဝဆိုတာကို မကြောက်ပါနဲ့ဘဝဆိုတာကနေထိုင်ရတာထိုက်တန်တယ်လို့ယုံကြည်ကြပါအဲ့ဒါဆိုရင်ကိုက အကောင်းဆုံးတွေဖန်တီးနိုင်လိမ့်မယ်အမြင့်စားတွေးခေါ်ရရှိအောင် ကိုရဲ့စိတ်ကို ပြိုးထောင်ထားပါ ကိုတွေးတာထက်ကိုပူပြီးတော့မှကျော်လွန်ပြီးတော့မှ မလုံနိုင်လို့ပဲဒီတော့မြင့်မြတ်မှမှတွေးဖို့လိုတယ် လူတွေရဲ့ကြားထဲမှာကွာချက်ချက်တေးတေးလေးတစ်ခုပဲရှိတယ်။အဲ့ဒီတေးတေးလေးကြောင့်ပဲလူတွေရဲ့ဘဝတွေကအကြီးအကျယ်ကွာခြားကြတယ်။အဲ့ဒီတေးတေးလေးကတော့ခံယူချက်ပဲ။ခံယူချက်မကောင်းတဲ့သူတွေကဘဝတေးတေးလေးပဲရတယ်။ခံယူချက်ကောင်းတဲ့သူတွေကတော့ကြီးမားတဲ့ဘဝတွေကိုရကြတယ်။ဖြစ်နိုင်ခြေတွေကိုကြော်လွားသွားနိုင်မှုအတွက် မဖြစ်နိုင်တာတွေကိုလုပ်ကြည့်ရမယ်။စ조사ကြည့်ရမယ်။တန်တရားတွေကကြာရှုံးမှုတွေထက်ပိုပြီးတော့မှကိုယ့်ရဲ့အိမ်မက်တွေကိုတတ်ပြစ်နိုင်တယ်။ဘွားမှာအောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်တော့သူတို့မျော်လင့်ထားတာထက်ပိုပေးဖို့မမေ့ပါနဲ့ မနက်လင်းလာရင် ပြုံးပြုံးလေးနဲ့အေးရထားပါပြီးတော့ငါဟာဒီနေ့မှာတခြားသူတွေကြောက်နေတဲ့အရာတွေကို ပြီးမြောက်အောင်လုပ်နိုင်မယ်လေးလို့နားလည်ထားပါအရာအားလုံးကအစဉ်ပြေနေပြီလို့ထင်ရင်ကိုထပ်ပြီးတော့မှစူးစမ်းပြစ်မှာမဟုတ်တော့ဘူး။မြင်မြင်ကြီးသွားပြစ်မှာမဟုတ်တော့ဘူး။ကိုဟာ ဘာကောင်မှမကြောက်ဘူးဆိုလို့ရှိရင်အားလုံးလုံနိုင်တယ်လို့ထင်ထားရင်ကိုဘာတွေလုပ်ချင်တယ်လဲအဲ့ဒီမိကုန်းကို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 ခဏခဏပြန်မေးဖို့လိုတယ်ကံကောင်းခြင်းတွေဆိုတာကချွေးတွေရဲ့အမျက်ဝေစုပဲချွေးများများထွက်လေကံကောင်းလေလေပဲလို့မှတ်ထားပါ တတိကြီးကြီးနဲ့ဇွဲရှိရှိလှုပ်ခြင်းကကံကောင်းခြင်းတို့ရဲ့မိခင်ပဲအချိန်ကြီးလုံနိုင်ခြင်းဇွဲရှိခြင်းဆယ်နှစ်လောက်အဆက်မပြတ်ကြိုးစားခြင်းကဘာဖြစ်စီလဲဒီလား overnight success လို့ခေါ်တဲ့ညအတွင်းချင်းအောင်မြင်မှုဆိုတာကိုရစေတယ်အတူတူဆုံတွေ့ရတာကအစပဲအတူတူရှိနေခြင်းကတော့တိုးတက်မှုပဲ အလုတ်တူတူလှုပ်ချင်းကတော့အောင်မြင်မှုပဲလူချမ်းသာတွေစင်းကိုကြည့်လိုက်လို့အဲ့ဒီစင်းထဲမှာ ကိုမပါသေးလို့စိတ်ညစ်မနေပါနဲ့ကိုလှုပ်ရှားရှိတာကိုသာအပြတ်တလို့ပါအလုတ်ကြိုးစားပါဒါကြတော့ကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆူမြတ်တာဖြစ်ပါတယ်ကျွန်တော်လူငယ်တွေနဲ့မိတ်ဆွေတွေဟာလည်း နေ့တစ်နေ့ကိုပြေပြေရွှင်ရွှင်နဲ့ဖြတ်သန်းရင်းအောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ကတော့ကိုညာလင်းအောင်ပါ